ကျွန်တော်တို့အခုလောလောဆယ်ပေါ့နော်ကျွန်တော်ဟို9လပိုင်း6လပိုင်းပြီးတော့ဒါစီဒီယန်စစ်သားစစ်သားတိတက်ပေါ့နော်ရေဟိုဟာပြည်သူရေတော့မပါလိပါဘူးအဲတိတက်ကိုကျွန်တော်တို့800လောက်ရှိပါတယ်အဲအဲ့နောက်ပိုင်းမှာပါဒါဒီလပိုင်းနဲ့မှာထွက်လာတယ်နောက်ထပ်ပေါ့နော်900ဝန်းကျင်လောက်ထပ်တူလာရတယ်ဆိုတော့ကျွန်တော်တို့အချမ်းမြင်ဟိုကျွန်တော်တို့ data ရတဲ့အခြေအနေကြီးကကျွန်တော်သုံးသပ်တာပေါ့နော်သုံးသပ်တာဆိုတော့1500ဝန်းကျင်လောက်တော့တမလို့ဒါတိတက်ရေပဲရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့တစ်ခုရှိရတာကျွန်တော်တို့က ေါ့နော်ရဲပေါ့နော်ပြည်သူရဲတွေပါကျွန်တော်တို့ပြည်သူပဲခိုးလုံလာတဲ့ရဲတွေပြည်သူရဲတွေပါထပ်ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါ့နော်ဟို2000ကျော်လောက်မဲ့အနေအထားတခုတော့တွေ့ရတယ်ကျွန်တော်ကတော့ဒါအခုလောလောဆယ်ပေါ့နော်ဟိုပြည်သူရင်ခွင် ကျွန်တော်တို့တင်းဖွဲ့တာပေါ့နော်ပြည်သူရင်ခွင်တင်းဖွဲ့တာလေနောက်ပြီးတော့တို့ဒီ ပြည်သူ့ရင်ခွင်တင်ကတော့အခုလောလောဆယ် NUG စိုးရနဲ့ပေါင်းပြီးတော့ပေါ့နော်ကျွန်တော် CDM code တွေနောက်ပြီး pre-CDM code တွေကျွန်တော်ထုတ်ပေးနေတာရှိတယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့လာရောက်ဆက်သွယ်တဲ့အဲအင်အားရတယ်နောက်ပြီးတော့သူတို့ဒီတက်ဆိုင်ရာခိုးလုံနေတဲ့နေမြေတွေကတိရတဲ့ data ရတယ်ကကျွန်တော်ဒီတင်ကနေကိုပြောပြောတာပေါ့နော်နောက်ပြီးတော့ဒီ setup back ကလည်းဒီလိုအခြေအနေရှိတယ်ဆိုတော့အတွင်းသတင်းတွေရကျွန်တော်တို့သတင်းပြုတ်ပြုတ်တာတွေလည်းရှိလို့ကျွန်တော်ဒီလိုမျိုးပေါ့နော်နှစ်ခါရှိပြီပေါ့ကျွန်တော်ထုတ်ပြောတာအဲ ဒီအင်အားခြေနေပြီလို့ပြောတာဖြစ်ပါတိကျလားဆိုတော့ခံမှန်းခြေပေါ့နော်အဲတိတိကျတဲ့ဟိုတင်းကနေတကူတော့အာကျွန်တော်တို့မတွက်ချက်ကသည်ဘူးအဲကျွန်တော်တို့ဒီပြည်သူရင်တွင်တင်းရဲ့ Facebook page မှာလည်းကျွန်တော်ကြည့်လို့ရပါတယ်ဒါကျွန်တော်တို့ပြီးခဲ့တဲ့လတွေကတောက်လျှောက်ကူညီလာ990ကျော်လောက်ကျွန်တော်တို့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ကူညီထားတဲ့အတိုင်းဒါပဲရှိသေးတယ်အဲနောက်ထပ်လည်းဘောနော်ဒီလို data တွေရယ်နောက်ပြီးတော့အတွင်းကပေးပို့လာတဲ့ data တွေရယ် ပြီးတော့မြေပြင်မှာတချို့နေရာတွေကကျွန်တော်တို့ ਨੇ အဆက်အသွယ်မရဘူးဒီတင်းကိုလည်းမဆက်သွယ်လာနိုင်တဲ့အနေအထားရှိတယ်အဲ့လို data တွေကိုကျွန်တော်ပေါင်းစုပြီးတော့ဒီဥစ္စာလေးကိုကျွန်တော်ခံပန်းကြည့်အနေနဲ့ပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့ DCN ကုတ်အနေနဲ့ကတော့အယောက်150အထိတော့ကျွန်တော်ပထမတုတ်ထုတ်ပြီးပြပါပြီဒုတိယတုတ်တက်တော့ကျွန်တော်ကြာနေတာတော့ရှိတယ်ဘာလို့ကြာနေလဲဆိုတော့ကျွန်တော်တို့ကအဆင့်ဆင့် C တက်ရတယ်ပေါ့နော် ပြောရရင်ကျွန်တော်တချို့တွေတလန်တွေပါလာနိုင်တာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာလို့ကျွမ်းကျင်တဲ့တွေနဲ့အစင်းစင်းစစ်စစ်တယ်နောက်ပြန်ဒီကုတ်နံပါတ်တွေကိုကျွန်တော်တို့ဟိုမှား data မှားရမှုမရှိအောင်ကျွန်တော်တို့ပြန်ပြီးတော့ဒီပေါ့နော်ဟို NUG ဘက်ကတစ်ခေါက်ပြန်စစ်ဆေးတယ်ပြီးပြီးတော့မှကျွန်တော်တို့ပြန်ချပြီးတာပေါ့နော်အခုလောလောဆယ်ဒီ NUG ဘက်ကစစ်ဆေးသူတွေလဲဒီ covid တွေပါနေတယ်ပေါ့နော်အလုပ်တွေများနေတာလည်းပါတော့ဒီကုတ်တွေကိုကျွန်တော်ချက်ချင်းပြန်မထုတ်ပြီးနိုင်တာပါကျွန်တော်တို့လာရောက်ဆက်သွယ်သူတွေရဲ့ data တွေရော data တွေကိုလုံးလုံးသွား တင်စီထားတဲ့ပုံစံတော့ရှိပါတယ်ဘောနော်ဟိုဟာအဓိကတော့ကျွန်တော်တို့ကဟိုခုန process အနေနဲ့ကတော့ခုနပုံဒီ type ပဲဖြစ်ပါတယ်အခုလောတဲ့150ကိုချင်းတော့ကျွန်တော်နောက်ဆုံးထပ်ထုတ်ပြရပါတယ်ခုနောက်ထပ်လည်းရောက်နေရကြောကျွန်တော်တို့ဒီရပိုင်းအတွင်းမှာပဲကျွန်တော်ဟိုတစ်ဖက်လောက်တော့ရှိပါတယ်ကျွန်တော်ပြောတာကဘောနော်တွေ့မယ်ကျွန်တော်ခုနပြောတဲ့အချင်းကြီးကကြာနေတာရှိတယ်နောက်ထပ်200ကျော်လောက်ကိုလည်းကျွန်တော်ထပ်ထုတ်ပြမှုရှိပါတယ် အဲရာရှိစစ်တီတွေကတော့ဒါပြောမှဆိုတော့ရာရှိတဲ့အင်အားတော့နေပါတယ်ပေါ့နော်နေပါတယ်ရာကလန်ဝင်းကျင်တော့ပဲရှိတယ်ကျန်တဲ့အင်အားတွေကတော့ကျွန်တော်စစ်တီအင်အားတွေဖြစ်ပါအဲကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်ဒီလဲဖတ်လာခြင်းတွေကဒါလွမြောက်နေမြေတွေမှာခိုလုံရတာအဓိကတော့ဟိုကျွန်တော်တို့ပြည်တွင်းမှာခိုလုံမယ်ဆိုလဲဒါအ နော်မလုံးညုံတဲ့အနေအထားရရှိတော့ကြတော့ကျွန်တော်တို့ဟိုပါဘောနော်ဒီလွတ်မြောက်နေမိဒီမှာခိုလုံတဲ့ပုံစံမျိုးတွေပဲလောက်တာပေါ့ဒါသက်ဆိုင်ရာဖွဲ့တွေကကျွန်တော်တို့ကိုလက်ခံပြီးတဲ့အတွက်ဒါဟိုလွတ်မြောက်နေမှာခိုလုံတဲ့အနေအထားပေါ့နော်ဒါပေမဲ့တချို့တွေကြတော့လေဘောနော်ဟိုသူတို့အချိတ်အဆက်တွေနဲ့သူတို့ဘောသူတို့ခိုလုံနေတဲ့အနေအထားလည်းရှိတယ်။ဘာတွေလုံနေလဲဘယ်တွေရောက်သွားကြလဲဆိုတော့ပြည်သူကြားမှာပဲခိုလုံတဲ့သူတွေရှိတယ်။ဒါပေမဲ့ပြည်သူတွေနဲ့အတူလက်တွဲပြီးတော့တိုက်ပွဲဝင်နေတဲ့သူတွေလည်းရှိတယ်။ အဲပြည်သူတွေကိုသူတို့တက်တက်ကြွလာတဲ့စစ်ပညာတွေကိုပြန်ပြီးတော့ဒီတော်လန်ရေးဟိုအဖွဲ့တွေကိုပြန်ပြီးတော့တင် जा ပေးနေတဲ့သူတွေလည်းရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့လူနိုင်တဲ့ဘက်ကနေပြီးတော့ဟောနော်ဟိုရသလိုတော်လန်နေတဲ့သူတွေလည်းရှိတယ်။အဲနောက်ပြီးတော့ကိုတိုင်းတန်းတဲ့ဆွဲကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတွေလည်းရှိတယ်ဗောနော်။အဲ့တော့ဟိုပြောရမယ်ဆိုရင်တော့သူနိုင်ရနိုင်ရတာဝန်တွေကိုတော့ဝင်ပြီးတော့ဟိုဟာအားဖြည့်ပြီးတော့ပါဝင်ကူညီပေးနေကြတယ်။ ဟိုကတော့တချို့တွေကြတော့လည်းမလုံနိုင်တဲ့အနေအထားတခုတွေရှိတယ်။အဲအဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်လုံခြုံရေးအခြေအနေတွေကဘာမှမလုံနိုင်တဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်။အကုန်လုံးကတော့တော်လည်းင်းမှာအကုန်လုံးပါဝင်ပြီးတော့တက်တဲ့ဟိုမလုံနိုင်တဲ့သူတော်မှအနည်းဆုံးတူတည်တဲ့ဥစ္စာလေးကိုပေါ့နော်။ဟို share ပြီးတဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်လုပ်နေပါတယ်။ အဓိကကျွန်တော်တို့ကူညီတာကူညီတဲ့သူတွေကတော့ကျွန်တော်ရှေ့မှာပြောခဲ့ခေါ်လုံဝင်ပေးတဲ့နေမြေကအဖွဲ့အစည်းကြီးကူညီပေးတယ်။နောက်ပြီးတော့ NUG အစိုးရကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုပါဝင်ကူညီပေးတယ်ပေါ့နော်။အဲအဓိကတော့သူတို့ရဲ့ဒီစာဝတ်နေရေးတွေပါတယ်ကတော့တကူသာဖြည့်ရှင်းဖို့အတွက်ဟိုပေါ့နော်ပြည်သူတွေကလည်းကူညီပေးတယ်။နောက်အဲ့လိုကြီးကူညီပေးတဲ့ကြာအမှန်ဆုံးပြောရရင်ဗျာကျွန်တော်တို့ UCDM ဝန်ထမ်းတွေတောင်မှအဆင်မပြေတဲ့အနေအထားတွေမှာကျွန်တော်တွေ့ရတာပေါ့နော်။အဲ့တော့ ကျွန်တော်ဒီတက်မတော်နဲ့ဒီပြည်သူရဲတက်ဖွဲ့ဝင်တွေကတော့ဟိုဟိုဒီတကူစည်းရဲ့ဒီဘူအတွက်စားရဲတောက်ရဲနေထိုင်ဝေးကြီးအခက်ခဲလေးရှိလာတာကျွန်တော်တို့တွေ့ရတယ်တွေ့လို့ပဲကျွန်တော်တို့ကျွန်တော်ကျွန်တော်တို့ဆိုလည်းအခုတော့ပြည်သူရင်ဝင်တင်းကိုကျွန်တော်တို့ဘောနော်ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကူညီတဲ့အပိုင်းတွေလုပ်တယ်အဲဒီမှာတော့ကျွန်တော်တို့ CDM တက်မတော်သားတွေပါတယ်နောက်ပြီးတော့ပြည်သူတဲကပြည်သူတွေပါတယ်နောက်ပြီးတော့တခြားနိုင်တဲ့ဘက်ကကူညီပေးနေတဲ့ ပညာရှင်တွေလည်းကျွန်တော်တို့တင်มาပါဝင်တယ်ဗောနော်နောက်ပြီးတော့ကျွန်တော်တို့လိုပဲ people soldier team တစ်ခုလည်းရှိတယ်ဗောနော် people soldier team ကလည်းသူတို့ကူညီပေးနေတယ်အဲဘယ်လိုကူညီလဲဆိုတော့ process တော့ကျွန်တော်တို့အကြီးအကဲမသိဘူးဗောနော်အခုတော့လည်းကျွန်တော်တို့ဒီပြည်သူ့ရင်ခွင် team ကလည်းကျွန်တော်တို့ဗောနော်အဓိက CDM ကုတ်ထုတ်ပြီးတာတော့ငွေကြေးကူညီပေးတာတော့ဗောနော်တခြားပုံစံနေနဲ့ကျွန်တော်ထုတ်ပြီးနေတာရှိတယ်အဲ ကျွန်တော်တရက်ကိစ္စကိုတော့ကျွန်တော်တိကျမသိဘာဖြစ်လို့လဲဆိုတော့မြေပြင် source တွေနဲ့ကျွန်တော်ချိတ်ဆက်မမိလို့ပေါ့နော်ဟုတ်တော့ဒီဘက်ကတော့တိကျတဲ့အခြေအနေ data တွေတော့တိရတယ်ဘယ်ကတိရတယ်ဆိုတော့ဒါကျွန်တော်သူဟိုစောက်ရှောက်ပြီးမဲ့ဖွင့်ပြီးရတဲ့လုံလုံချင်းချင်းတွေကကျွန်တော်ပြောပြလို့မရဘူးပေါ့နော်ဟုတ်ကျွန်တော်လည်းသူတို့နဲ့တော့မြေပြင်မှာတော့ချိတ်ဆက်မှုတော့မရသေးဘူးပေါ့နော်နောက်ပြီးတော့စောက်ရှောက်ပြီးကြတဲ့ဖွင့်ပြီးလက်နက်တွေနဲ့ပြီးလာတယ်လို့တော့အကြံဉာဏ်တိရတယ်အဲအကြံဉာဏ်တိရတယ်ပေါ့နော်ဒါသူတို့မြေပြင်ဖွင့်ပြီးနေတော့ ကျွန်တော်တို့ချိတ်ဆက်မရသေးဘူးအဲဘောနော်ဟိုလက်ခံထားတဲ့သူတွေနေနဲ့လည်းသူတို့ဘောနော်ဟိုလက်နက်တွေနဲ့ပြေးတာဖြစ်တဲ့အတွက်တပ်ဘက်ကလည်းအသေးအံလိုက်ရှာကြမှာပဲလေအဲတော်နမျိုးကိုလိုက်ရှာကြမှာဖြစ်တဲ့အတွက်ဒါသူတို့လုံုံရင်းချင်းတွေကထုတ်မပြောသေးကြဒါပဲဖြစ်ပါလိမ့်မယ်ဘောနော်ဟိုအသေးစိတ်အချင်းတွေကတော့ကျွန်တော်ဟိုသူတို့လုံုံရင်းချင်းတွေကျွန်တော်ပြောပြတော့ ဟုတ်ကဲ့အခြေအနေတွေကတော့မျိုးမျိုးပြောင်းလဲနေရပါဗျာကျွန်တော်တို့တက်ထဲမှာတွင်ပဲကျွန်တော်တို့ကဘောနော်ဒါတက်ကိုထောက်ခံတဲ့လူတွေလည်းပေါ်ပေါ်တင်ထောက်ခံပြီးတော့တက်ရဲ့အမိန့်တွေကိုတိတိကျကျလိုက်နိုင်နေတဲ့ဟိုအာနာယူတဲ့လူတွေဆိုရှိသလိုဘောနော်ကျွန်တော်တို့ဟိုဟာဟိုဟိုဟိုလိုလိုဒီလိုလိုကြားနေတဲ့အဖွဲ့တွေရှိတယ်နောက်ပြီးတော့ပြည်သူ့ဘက်ကနေပြီးတော့ယက်တီယက်တီခြင်းနဲ့အကြောင်းမျိုးမျိုးကြောင့်မထွက်လာသေးတဲ့လူတွေလည်းရှိတာပေါ့ဗျာပြောရရင်အုပ်စုက3 3သူလောက်ကိုတက်ထဲမှာကွဲပြားနေအောင်ကွဲပြားနေတယ်ဆိုတဲ့အချိန်မှာ ဒီပြည်သူ့ဘက်ကိုယက်တည်ခြင်းတဲ့သူတွေအနေနဲ့ကတော့ဒါအခက်ခဲတွေရှိတယ်အတားအဆီးတွေရှိတယ်နောက်ပြီးတော့ဒီစစ်တပ်ရဲ့ထိန်းချုပ်မှုတွေတပ်ဆိုင်ရာတရင်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုတွေကပေါ့နော်ထွက်လာနိုင်တဲ့အနေအထားမရှိဘူးပေါ့နော်မရှိတဲ့ဆိုတဲ့အချိန်မှာပေါ့နော်နောက်ထပ်ထွက်လာနိုင်တဲ့အရာကပြောရရင်ကျွန်တော်တို့လည်းမခံမှန်းတတ်ဘူးဘာဖြစ်လို့လဲဆိုတော့မြေပြင်အခြေအနေတွေကပေါ့နော်ကျွန်တော်တို့အများကြီးပြောင်းလဲမှုတွေကနေ့စဉ်နဲ့များပြောင်းလဲမှုတွေဖြစ်နေတာကျွန်တော်တို့လည်းခံမှန်းပြီးတော့မပြောတတ်ဘူးအဲ့တော့900လောက် ရှိနေလားဆိုတော့900လည်းရှိနေတယ်900ထဲကျော်နိုင်လားဆိုတော့900ထဲလည်းကျော်နိုင်900လုံးလို့ရောက်လာနိုင်လားဆိုတော့လေဟိုဘောနောရောက်လာနိုင်လားဆိုတော့လေရောက်လာရောက်လဲရောက်လာနိုင်တယ်မရောက်လဲမရောက်နိုင်တယ်မတိကြတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ကတော့မခံမတတ်ဘူးအဲဒါပေမဲ့ဟိုတကယ်တမ်းသာဖွင့်ပေးလိုက်မယ်ပေါ့နော်ဒီဖွင့်ပေးလိုက်မယ်အဲလုံုံရေးကိုစောက်ရှောက်ပေးနိုင်မယ်ဆိုရင်တော့ဟိုကောင်းတာပေါ့ဒါပေမဲ့ဟိုဘောနောကျွန်တော်တို့လုံုံရေးကိုစောက်ရှောက်ပေးနိုင်တာဆိုတော့ကျွန်တော်တို့အခုလက်ရှိအခြေအနေတွေကပေါ့နော်အခုလက်ရှိမြေပြင်အခြေအနေတွေကလုံုံရေးကို ဘောနော်ကျွန်တော်တို့တော့မှကျွန်တော်တို့ရဲ့လုံခြုံရေးကျွန်တော်ကစောက်ရှောက်ရတဲ့အနေအထားတစ်ခုရှိတာဘောနော်အဲ့တော့ဟိုဒီလုံခြုံရေးကိစ္စနဲ့ကတော့ဘယ်ဖွဲ့ကမှအာမရောမခံနိုင်တော့ဘူးဗျအာမရောမခံနိုင်တော့ဘူးကိုလုံခြုံရေးကိုပေါ့ကိုပဲစောက်ရှောက်မဲ့ပုံနဲ့ဖြစ်တာဘောနော်ဘာလို့လဲဆိုတော့ဒီမျိုးကြီးပြကြီးတွေမှာနေတဲ့ပြည်သူလူထုတော်မှာတို့လုံခြုံရေးကိုတို့စောက်ရှောက်နေရတဲ့အနေအထားလေအဲ့တော့စစ်ကောင်စီဘက်ကလည်းဘာတွေပြုမူလာမှန်းမသိတဲ့အတွက်ဘယ်ဖွဲ့မှလည်း ီလုံလုံကြီးကိုအာမတ်ခံကျွန်တော်ပြီးနိုင်တယ်ပဲဆိုကျွန်တော်မထင်ဘူး NUG ကိုယ်တိုင်လည်းပြီးနိုင်တယ်ပဲဆိုကျွန်တော်မထင်ဘူးအဲ့တော့ဘောနော်ဟိုထွက်လာသူတွေအနေနဲ့လုံလုံကြီးကိုအကြောင်းပြပြီးတော့ဘောနော်ဟိုလုံလုံကြီးကိုအာမတ်ခံပြီးနိုင်မှာထွက်လာမယ်ဆိုတာတော့ဘောနော်ဒါကျွန်တော်လည်းတေချာတော့မပြောနိုင်ဘူးเนาะအဲ့တော့ဟိုရှိလားဆိုတော့ရှိနိုင်တယ် DNR တွေထွက်လာလို့ရှိလားဆိုတော့ရှိတော့ရှိတော့ရှိနိုင်တယ်မတေချာမကြီးရတဲ့အနေအထားတွေပါဘာလို့လဲဆိုတော့ဒီကာလကတော်နိုင်ကြီးကာလဖြစ်နေ ဟိုကျွန်တော်တို့စစ်ကောင်စီဘက်ကပြောပြောနေတယ်နော်တက်မတော်ရဲ့သဘောထားအမှန်တက်မတော်ရဲ့သဘောထားတက်မတော်ရဲ့သဘောထားမှန်တက်မတော်ကဟိုစစ်သားတွေအရာရှိတွေကလည်းတိသွားလို့ဖြစ်ပါလိမ့်မယ်နော်အဲ့တော့တက်မတော်ရဲ့တော့သဘောထားမှန်ကမြောက်ပြည်နဲ့ဟို MRTV မှာပြနေတဲ့သဘောထားလည်းမဟုတ်ဘူးအဲနောက်ပြီးတော့ဒီသူတို့ရဲ့ propaganda လုပ်နေတဲ့စာတောင်တွေ channel တွေကလည်းမဟုတ်ဘူးသူတို့သူတို့ propaganda လုပ်နေတဲ့ဘောနော် website တွေကလည်းမဟုတ်ဘူးဘောနော်အဲ့တော့သူတို့ရဲ့သဘောထားမှန်ကမြေပြင်မှာသူတို့ရဲ့ ဒီလိန်ညာမှုတွေဆိုတာတက်မတော်ကဘောနော်ဟို80ရာခိုင်နှုန်းဝင်းကျင်တော့ကတော့ဒါတိကြပါတယ်တိကြပါတယ်တက်မတော်ရဲ့သဘောထားအမှန်ကဘာလဲဆိုတော့နော်အဲ့တော့ပြည်သူလူထုပေါ်တကယ်စေနာရှိလားမရှိလားဆိုတော့တော့ဟိုသူတို့တိကြပါတယ်ဗောနော်အဲ့တော့ဟိုတိကြတယ်ဆိုတဲ့အချိန်မှာတချို့တွေကတော့အမှန်တရားကိုမြန်လို့တဲ့သူကတော့လူ9သိန်းရှိတယ်ဆိုတာထားပါတော့နော်ကျွန်တော်ဥပမာအနေနဲ့ပြောစစ်တပ်မှာလူ9သိန်းရှိတယ်ဆိုဒီ9သိန်းလုံးကဟိုစစ်တပ်ကိုထောက်ခံလာတော့စစ်တပ်ကိုမထောက်ခံဘူး ဲ့တော့အမှန်တရားကိုမြန်နူးလားဆိုတော့ငါးသိန်းထဲမှာတော့မြန်နူးတဲ့သူတွေတော့ရှိပါတယ်မြန်နူးတဲ့သူတွေရှိလို့ပဲအခုချိန်မှာထောင်ကနန်းကျော်အင်အားကပြည်သူ့ဘက်ကိုရက်တီခဲ့တာဖြစ်ပါတယ်အဲ့လိုပဲအမှန်တရားကိုမြန်နူးတဲ့သူတွေလည်းရှိလာပါရှိလာတယ်ဆိုတဲ့အချိန်မှာတက်မတော်ရဲ့ဘောနော်နောက်ွယ်ကသဘောထားအမှန်တွေကိုသိရှိလာတဲ့အတွက်ပြည်သူ့ဘက်ကိုဒီလောက်အင်အားရက်တီလာတာဖြစ်ပါတယ်နောက်ထပ်လည်းထက်လက်ဆက်လက်ပြီးတော့ရက်တီလာမှာလို့ကျွန်တော်မျှော်လင့်ထားတယ်မျှော်လဲဟိုပါဘောနော်ဟိုဖိတ်လဲဖိတ်ခေါ်တာ အဲကျွန်တော်ဟိုဘာမလဲလုံခြုံရေးပေါ့နော်အဓိကတော့လုံခြုံရေးလို့ပဲကျွန်တော်စုပေါင်းပြီးတော့ပြောမှာဟိုတကယ်ပြည်သူဘက်ကိုယက်တည်ခြင်းတဲ့သူတွေတော့တော့လုံခြုံရေးပေါ့နော်အဲပြည်သူဘက်ကိုမယက်တည်ခြင်းပဲ ਨੇ ခုနကျွန်တော်ပြောတဲ့အုပ်စုသုံးစုမှာအပေါ်နှစ်စုကတော့သူတို့ရဲ့တကူဒီအကျိုးစီးပွားရဲ့သူတို့မိသားစုအရေးကြီးရဲ့ပေါ့နော်ဒါတွေနောက်ပြီးတော့သူတို့ရနေတဲ့ယာလူတွေအာဏာတွေရပိုင်ခွင့်ငွေကြီးတွေပေါ့ဒါတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဟိုနှစ်စုကတော့ထွက်လာတယ်ထွက်လာရင်တော့မှာပေါ့နော်အနေငယ်ပဲထွက်လာတယ် အကျန်တဲ့တစုကတော့တို့ကလုံခြုံပြီးသူတို့ကိုယ်တိုင်လုံခြုံရေးသူတို့မိသားစုရဲ့လုံခြုံရေးတွေကြောင့်မထွက်လာနိုင်တဲ့လူပဲကျွန်တော်မြင်နေဗျတကယ်လဲမြေပြင်မှာကဒီတိုင်းပဲဖြစ်နေရောပေါ့နော်ဖြစ်နေရောပေါ့အဲ့လိုပုံစံဖြစ်နေတာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ထွက်လာပြီဆိုတဲ့ကမျိုးကြီးပြာကြီးမှာတရားဝင်သွားလာနေထိုင်ခွင့်ကမရှိတော့ဘူးလေကျွန်တော်တို့ကအဲ့တော့တက်ဆိုင်ရနေမြေတွေကိုခိုလုံရမှရှိတယ်အဲ့အတွက်အခက်အခဲတွေရှိတယ်ပေါ့နော်မိမိတယောက်တည်းတကူဒီလူပြိုဆိုရင်တော့ကိစ္စမရှိဘူးပေါ့ဗျာ

ဒါပေမဲ့ဝါရမိုင်းမိုင်းတွေကိုခြိုက်သွင်းမယ်ပေါ့နော်အဲအထဲကသူတွေမထပ်မထွက်ရအောင်နော်ဝါရမိုင်းတွေခြိုက်သွင်းမယ်အပြင်ကထွက်တဲ့သူတွေရဲ့တလွေဇလန်းတွေဖန်တီးမယ်အဲဒီလိုပုံစံနေနဲ့အထဲကသူတွေချမှတ်ထွက်အောင်ပြီးထိန်းချုပ်မယ်နော်အဲကျွန်တော်တို့ဒီထပ်ထွက်ထွက်လာပြီးလို့ပြန်လည်ဖမ်းမိမယ်ဆိုရင်တော့ကျွန်တော်တို့စစ်စီကန်ဥပဒေရတော့ဒါပြောရရင်အနည်းဆုံးကတော့1000နဲ့9000လောက်ကျနိုင်တယ်ဒီထောက်အမြင့်ဆုံးကတော့ကျွန်တော်တည်တန်အထိ ောနော်စီရင်ခံရမယ့်အနေအထားတွေတွေ့တော့ကြတော့ဘောနော်ဒါဟိုဟာပြစ်ဒဏ်နေနေရတော့ဒီလိုပြီးပြတာပေါ့နော်အဲ့တော့ဟိုလူမသိသူမသိအခြေအနေမှာထွက်ပြေးပြီးတော့ပြန်ပြီးတဲ့စစ်သားတယောက်ကိုတော့ဟိုပေါ့နော်ဒါအောက်ကသူတွေကသူတို့အချောင်းခံရမှာကြောက်လို့တရင်ကိုဖုံးဖုံးကွယ်လိုက်တာမျိုးလည်းရှိရင်ရှိလိုက်လူသိသူဒီပြေးွားတဲ့သူတယောက်ကိုတော့ပေါ့နော်ကျွန်တော်ခုနပြောသလိုအမြင်ဆုံးပြစ်ဒဏ်ကြီးချမှတ်ချမှတ်တဲ့အထိပြေးနိုင်တဲ့အနေအထားရှိပါ ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကကျွန်တော်အခုတို့ဒီခုနမေးခဲ့တဲ့မေးခွန်းတွေလို့ပဲပေါ့။ဒီသဘောထားအမှန်ဘောထားအမှန်တွေတိတာဖြစ်တဲ့အတွက်ဒီတက်ထဲမှာပေါ့နော်ဟိုကြံခဲ့တဲ့သူတွေအနေနဲ့တခြားသူတွေကလည်းတက်ကိုတပြေးနဲ့စွန့်ခွာသွားကြတယ်။ပြောရရင်ပဲသူတို့ကလူပတ်ဝင်းချင်းမှာလူအလေကောင်မှာပေါ့နော်တကယ်ရှက်တတ်တဲ့သူလူပတ်ဝင်းချင်းမှာနေရတယ်လူအလေကောင်တီးတီးမှာပေါ့နော်ဟို အင်ဂျီဗလာဘောင်းမီဗလာကိုလုံးကြီးနဲ့ရက်နေရတဲ့သူတယောက်လိုဖြစ်သွားရပြီအချက်မရှိဘောလုံးဝိုင်းကြည့်ခံရတဲ့အနေထားရထိရောက်သွားပြီဆိုတော့သူတို့အချင်းချင်းသူတို့တက်တွဲမှာမယုံကြည်မှုတွေနောက်ပြီးတော့အပေါ်အောက်ဘောလုံးဟိုမလေးစားမှုတွေယုံကြည်မှုတွေမယုံကြည်မှုတွေနောက်ပြီးတော့ဘောလုံးဒီဟိုသူတို့လုပ်နေရတဲ့လုပ်ငန်းတွေကဘာလုပ်ငန်းတွေလဲဘောလုံးဒီလိုမျိုးပုံစံတွေကသာသူတို့တွေးတောမိသွားတာရှိတယ်အဲ့တော့ဘောလုံးဒါကိုလည်းစစ်ကောင်းဆောင်နေနေကြောက်ကြတယ် ကြောက်ပြီးတော့ပဲဒါကိုအသေးအံလိုက်ပြီးတော့ထိ ंछ ုပ်နေတာဖြစ်ပါဟိုပြောကြားကျင်တာပေါ့နော်ပြောကြားကျင်တာတော့ဒီ CDM လောက်ပြီးသားဟိုဒီကျွန်တော်တို့တက်မတော်သားတွေပေါ့နောက်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေပေါ့နော်ဟိုကာလာကတော့ကျွန်တော်တို့ကအချိန်ကာလာတစ်ခုကိုဖြတ်တန်းရမှာအဲ့တော့အခုရေရေတွေတစ်ခုရေကြီးတောက်တော့မရနိုင်ဘူး အရာမှာခက်ခဲမှုတော့ရှိပါမယ်တက်နိုင်တယ်များတော့တီးခံကြပါတက်နိုင်ကျွန်တော်တို့ကိုယ်တိုင်လည်းကောင်းမွန်တဲ့အခြေအနေတစ်ခုမှရှိနေကြတာမဟုတ်ဘူးပေါ့နော်အကုန်လုံးဒီလိုပဲရုံးကန်ပြီးတော့မှကျွန်တော်တို့စစ်ကောင်စီကိုပြန်ပြီးတော့တွန်းလှန်နေကြတဲ့အခြေပေါ့နော်ဒီလိုအချိန်မှာတက်နိုင်တယ်များပြည်သူလူထုရဲ့ယုံကြည်မှုတွေမလျော့အောင်ပြည်သူလူထုရဲ့အားကိုးမှုတွေကိုပေါ့နော်ဟိုတိပြီးတော့ပေါ့နော်ဟိုတိခန့်ပြီးတော့ဒီစစ်ကောင်စီကိုတော်လှန်ပေးကြပါပြည်သူလူလူနဲ့လက်တွဲမဖြုတ်ဘဲနဲ့ တော်လှန်ပေးကြပါလို့ပေါ့နော်ကျွန်တော်ဒါဟို CDM လောက်ထားတဲ့သူတွေကိုကျွန်တော်ပေါ့နော်တိုက်တွန်းခြင်းပါတယ်တိုက်တွန်းခြင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ CDM မလောက်ရသေးတဲ့ရဲတွေပေါ့နော်နောက်ပြီးတော့စစ်သားတွေအနေနဲ့တတ်နိုင်သမျှအာနာရှင်ရဲ့လက်အောက်မှာမနေကြပါနဲ့ပေါ့နော်တိုင်းပြည်ရဲ့အခြေအနေကဟိုပေါ့နော်ဒီစစ်တပ်ဆက်ရှိနေသည်တမျစစ်ကောင်းဆောင်တွေရဲ့အမိန့်တွေကိုတတိမတင်းထက်ပို့ပြီးတော့လုံနိုင်လုံနေသေးသေးကတော့ကျွန်တော်တို့ ဒီကျွန်တော်တို့နိုင်ငံကဘောနော်ပြောင်းဝင်အတိပဲကြံ့ပါလိမ့်မယ်ဘောနော်အဲ့တော့ဒီပြည်သူ့ဘက်ကိုမြန်မြန်ရပ်တည်ခြင်းဟာကျွန်တော်တို့နိုင်ငံအတွင်းဖြစ်နေတဲ့ပြည်ပခါတွေကိုမြန်မြန်ရောကြနိုင်သေးတဲ့အချက်လို့ပဲကျွန်တော်မြင်တယ်ဘောနော်အဲ့တော့တွေးမြင်မခပဲနဲ့ပြည်သူ့ဘက်ကိုကူပြောင်းနိုင်အောင်လုပ်ကြပါလက်တလောရရှိနေတဲ့အခွင့်အရေးတွေယာတုတွေအာဏာတွေပဲမကြည့်ပဲနဲ့ပြည်သူ့မျက်နှာကိုပြည်သူ့နဲ့နိုင်ငံမျက်နှာကိုကြည့်ပြီးတော့မြန်မြန်ဆန်ဆန်ပြည်သူ့ရင်ခွင်ဘက်မှာရပ်တည်ပေးကြပါလို့ကျွန်တော် a 阿杰，你必须买。